အဲတန်မန်တန်မန်ဘဝလေးရနေပြီးရောပေါ့နော်တန်မန်ရတုရတိုင်ဘသူမှဟိုလမ်းပြအဲလို့ပြောမလဲနေရာတစ်ခု ပြခဲ့ပေးခြင်းအဲ့လိုမရှိပန်နဲ့ပေါ့နော်ငါဘွားကိုဘွားကိုကိုယုံကန်စူးစားလာခဲ့ရတာပေါ့အဲအဲ့လိုမျိုးပေါ့နော်စူးစားလာခဲ့ရတာပေါ့ကားထဲမှာလေမပိနဲ့ဘူးတည်ယူပြီးမလားအဲ့မှာထိုင်းရထုတ်တဲ့ဟာရဲ့မြန်မာပြည်ဥထုတ်တဲ့ဟာရဲ့နှစ်ခုလေးပြပြီးမလို့ ချန်ခါအကူဘာမှလုပ်ခဲ့တာလဲဆိုတော့ထိုင်းကလေချန်ဆွလက်ထာနီဆွလက်နီမှာဘလကွာလေချန်အိမ်ဆောက်နေတဲ့ကမ်ထိုက်ကလေဒါတော့ချန်တော့ချန်လုတ်တဲ့အရာမဆိုချန်မျှဝေလာပဲလीเนาะအခုအသေးချော်တွေကတကယ်လို့ကွာအိမ်ဆောက်ချင်နေဆိုရင်လေဟိုကွာထိုင်းမှာအခုထိုင်းမှာလားမလေးမှာလား ိုရီးယားမှာလားဘာမှကိုမသိဘူးပေါ့ဟိုဟိုဟိုကိုရဲ့ရဲရွာကနေပြီးတော့သူများနိုင်ငံမှာအလုပ်တက်လုပ်တယ်ကိုအင်္ဂလိပ်စောက်ကျင်တွေကိုရည်ရွယ်ထားတယ်အင်္ဂလိပ်စောက်ကျင်တွေဆိုရင်လေပြောအခုချမ်းစောက်နေတဲ့ကံဖက်ကအရင်ကောင်းနေအရင်အရင်ကောင်းနေတကယ်အာအရန်ကောင်းနေဆိုတာကြီးပစ္စည်းရဲ့ quality အရေးသွေးကိုယူတယ်ကိုလည်းကြိုက်ကြည့်လို့မရဘူးကြီးကြည့်လို့လည်းမရဘူးဒါပေမဲ့လူရဲ့ဆက်ဆံရေးအာ ဟိုအရန်အဆင်ပြေတယ်ကွယ်အားလေးအဲ့ဒါလေးချမ်းပြောပြခြင်းနေတိလားကိုကပေါ့တကယ်လို့တချို့ကအိကိုရွာမှာအိဆောက်တော့မယ်ဆိုရင်ပေါ့ဟိုကိုကိုတိုင်းပြန်မစင်းလာနိုင်ကွာမိဘတွေပတ်စံပေးရတယ်မိဘတွေပဲကြည်ခမ်းရတယ်အဲအဲ့လိုမျိုးပေါ့အပီးအပြက်ငှားအဆောက်ကျင်နေဆိုရင်လေသူက၄ရက်၄ရက်၄ရက်ပေးရ၄ရက်၄ရက်ဆောက်ကျင်နေဆိုပြောတိလား ဆန်အကိုနဲ့ညီမတို့ကဘယ်မျိုးอ่ะလဲဘယ်ရွာอ่ะလဲပေါ့เนาะဟိုအရင်ဆုံးအာအရင်ဆုံး तू อ่ะလိုက်ကြည့်ပေးတယ်အာအဲလိုက်ကြည့်ပေးတယ်ဘယ်လိုမျိုးစောက်တင်လဲဘယ်ဘယ်လိုအခန်းပနခန်းအဲအဲ့လိုမျိုးအဲ့လိုမျိုးလေအိမ်ပုံမကျတော့လေ तू အကုန်ပြပေးတယ်တဲ့သူတို့ရဲ့ Viber နံပါတ်နဲ့ဟိုချမ်း ကျွန်တော်ဘောတက်ဘောမြူရတယ်ဟုတ်လားချမ်းတော့ငယ်ချမ်းအကြံပေးတာနော်တကယ်တော့ကွာလေအိမ်ဆောက်တယ်ဆိုရင်ကိုယ်နဲ့မတည့်ရလူမအပ်နဲ့အိမ်တဲ့အိမ်ဆောက်တယ်ဆိုတာကလေအာအိမ်တဲ့အိမ်ဆောက်တယ်ဆိုတာကကိုယ့်ရဲ့ဟိုဘဝတစ်လျှောက်လုံးပေါ့နော်ဟိုမိသားစုတွက်ပေါ့အဲ မိသားစုတွက်နေဖို့ပေါ့နော်အဲ့လိုအမြဲတမ်းနေဖို့တွက်ဆောက်တဲ့အိမ်တိမ်ဖြစ်တယ်ကွာကားတို့ဆိုင်ကယ်တို့ဖုန်းတို့ဆိုတာမကြိုက်ဘူးကြိုက်တဲ့ချိန်ပြန်လဲလို့ရတယ်အိမ်ဆောက်တယ်ဆိုတာကကြတော့အရန်အရေးကြီးတယ်အဲ့ဒါပျော်အိမ်ဆောက်ကြည့်နေဆိုပျော်ကြတာချမ်းကူဆောက်နေတဲ့ကောင်ထိုင်းနေဆောက်အရန်စကောင်နေဟင်းဒီမလေးဒီမဒီမငပိငပိခနာလေး အာထိုင်းမှာလက်ရှိငါချမ်းရင်ငါပြီးတော့ဝယ်စားနေတယ်သူရှိတယ်ဆိုရင်ထိုင်းမှာချမ်းထုတ်ပေးတာဒီလိုငါပြီးဘူးဟုတ်လားဒီလိုငါပြီးဘူးဒါထိုင်းမှာချမ်းရအောင်ပဲပုံစံထိုင်းမှာဒီလိုငါပြီးဘူးဒီလိုပကွေးရှင်ကိုချမ်းတောက်တယ်ထုတ်ရအောင်လားအဲ့တော့အတုတွေမိမှကြောက်လို့နော်ဝယ်မယ်ဆိုဒီလို၄တောက်ဘူးဒီလို၄တောက်ဘူးမဟုတ်မဝယ်စားနဲ့ထိုင်းမှဆိုရင်ပြောထိုင်းမလေးရှားစင်ကာပူအကုန်လုံးဘယ်နိုင်ငံမဆိုဒီလိုငပိကို ငပိဘူးကိုဒီလို၄တောက်ဘူးမဟုတ်မဝယ်နဲ့မဝယ်စားနဲ့နော်မဝယ်နဲ့အဲအဲ့ဒါပဲပြောမယ်တိလားမှန်ကြည့်လို့ဒီမှဒီမှတိလားဆောင်ချက်လေးရိုက်ထားဒီမှဒါချမ်းကအာကပိကိုဘာကြောက်ဒီလောက်ထိပကွေးရှင်အကောင်းကောင်းနဲ့ဒီလောက်ထိထုတ်နိုင်တာလေလို့မင်းဟောဘာပဲပြောပြောပေါ့နော်ကိုရဲ့အဲချရတဲ့သူတွေကဒါထိုင်းနိုင်ငံကိုငပိပို့ရတာအရန်ခက်တယ် အာအမအကိုတို့ချန်ပြောပေးမယ်နော်အကိုတို့အကိုတို့အမတို့ချန်ပြောပေးမယ်ကတော့ကတော့ပြောပြောမဆူမစီခွင့်လို့ပါပြောပြမယ်နော်အာဒီမြမပြားနေပြီးတော့ဒီထိုင်းမှာငပိတီရောင်းနေကွာငပိတဲ့တဲ့ရင်လေအဲ့လိုဟိုကိုမိုးခွေးအိတ်တွေထည့်ပြီးတဲတာမိုးခွေးအိတ်တွေထည့်တာမိုးခွေးအိတ်တွေထည့်ပြီးတဲတာအပြူ တတော်ကိုရောက်သွားမယ်ဆိုရင်အယောသမားမွေပြန်လောက်တာလောက်သမားအနေနဲ့ပြန်လောက်တာဘလို့ပြန်လောက်တာလဲလို့မင်းရင်အဲအဲဘလို့ပြောမလဲကွယ်မပြောချင်ပါဘူးအဲကြောင့်ဟိုစားသုံးသူတွေပေါ်မှာရောင်းတဲ့သူတွေတော်တော်များများစေတနာ90ရာခိုင်နှုန်းရုံမာတာ90ရာခိုင်နှုန်းဒါကိုလည်းကိုကိုကိုကောင်းတယ်လို့ပြောတာမဟုတ်ဘူးဟိုယုံကြည်ယုံကြည်တော့ဝယ်မြုံကြည်တော့မဝယ်နေပေါ့ငါပြိလောကမှာလေအချမ်းပြပြမင်းနော် ငပိလောကမှာအာအနှစ်60အနှစ်တရာလောက်ရတဲ့လူကြီးတွေစီရဲဒါပေမဲ့ငါလက်တလောငပိလောကမှာအောင်ချမ်းအေးကိုဘလို့ငပိတဲ့အမှဘလို့ငပိတဲ့ဘလို့ပုပ်ကိုရမှာလောလောဆယ်ဆယ်ဘလို့မရှင်လို့မရသေးဘူးဘာကြောက်လဲဆိုရင်စေတနာမေတ္တာပစ္စည်းအည်သွေးကောလက်တီစေတနာမေတ္တာအပြည့်ပါလို့ တကယ်ပြောတယ်ဒါပေမဲ့အဲ့လိုငပိတိုက်တာဟာလို့ငပိတချို့ယုံနေပြောတာမဟုတ်တော့လက်တလုံးငပိရောင်းနေငပိသေးယူပြောတာသူကပါဇက်ကအောင်သူကပါဇက်ကစုတ်ကအဲစုတ်ကအဲ့တော့ချမ်းခေပြောပြပြီးမယ်ဂယူးဆိုင်နော်အဲမြန်မာရီကငပိရမ်းကြိုက်တယ်အတချို့ကငပိတွေကိုသေကြီးဒီကနေသေသွင်းရင်လေအမားတို့တွေ့ရင်စားချင်းစားချင်းစိတ်တော့ရှိမှာမဟုတ်ဘူး မူခွေးတွေနဲ့တဲတာဟိုရောက်မှသူတို့တွေကရောသမားမွေပြန်လုပ်တာစားတွေနဲ့ပြန်နေတဲ့စားတွေနဲ့ပြန်နေချမ်းချမ်းအကုန်တိတယ်ချမ်းမပြောချင်လို့ဟိုချမ်းစီပွားရေးကိုလည်းချမ်းသူများတွေချမ်းအမျိုးမျိုးလောက်ကြပေမဲ့လည်းချမ်းကိုချမ်းယုံကြည်မှုရှိတယ်တချို့ကကြတော့ဇွတ်ကောင်အဲ့တော့ချမ်းမကြိုက်ဘူးဘာကြောင့်လဲကြတော့အာချမ်းကိုတချို့ငပိတဲ့နေရာလေဒီထိုင်းကနေပြီးတော့မြန်မာပြည်ကနေပြီးတော့ထိုင်းကိုပို့တယ်ငပိတဲ့ငပိတဲ့နေရာလေသူတို့ထိုင်းမှာမหนีဘူး နေပြီးတော့တော့မသိဘူးပဲအဲ့လိုမျိုးလေဒီသူတင်နေအရေးချစ်တယ်နော်အဒါအတိုင်းအမေသုံးပြောမယ်ဆိုရင်ကွာဟိုဟိုငပိရကြတော့လေဟိုအရင်တော့ဆိုရင်ငပိတဲ့တိတ်မရှိဘူးမရှိဘူးမရှိဘူးအာဘယ်လိုလဲအာ အချမ်းကဘာဒီငပိရောင်တဲ့ကာလအတွင်းမှာပေါ့လူတော်တော်များများအာအောင်ချမ်းရငပိရောင်ငယ်ငါတို့လိုက်ရောင်မယ်ပေါ့ဆိုပြီးတော့အဲ့လိုမျိုးအများကြီးအများကြီးတွေ့တယ်အဲ့ဒီဖုံဖြုတ်ပြီးဗလားထုတ်ပြီးတော့လိုင်းပိတ်ပြီးတော့နန်းကြီးလို့ကိုအမားတို့ကမလာသေးဘူး ကျေးဇူးတင်ပါတယ်တဲ့ဒီမှာထိုင်းမှာဆိုရင်ထိုင်းကတခြားသူတွေဝယ်စားမယ်ဆိုရင်အာလက်ပြီကိုဒီလိုပဲဝယ်စားပြီဒါကကြတော့ဒါကကြတော့ချန်ထိုင်းနိုင်ငံမှာဖြန့်ထားတယ်ငပိဘူးပုံစံเนาะတဲလို့တွေ့ရအောင်เนาะမှတ်ထားပြီငပိဘူးငပိဘူးပုံစံဒီမှာအထဲထဲမှာဆိုရင်ဒီလိုမျိုးเนาะကြွကြွင်းနဲ့ခြိကြတာမဟုတ်ဒီလိုမျိုးဒီလိုမျိုးเนาะဒီလိုမျိုးเนาะ ဲဒီမှာဒီလိုမျိုးဒီလိုမျိုးအဲငါပြီးဝဲတောင်းရင်းဆိုရင်ခယူးဆိုင်ပါဒီလိုမျိုးပဲဖြစ်မယ်အောင်ချမ်းရင်ငါပြီးဘူးကဒီလိုမျိုးဖြစ်ရမယ်နော်အစ်စ်ဒါအတူမဟုတ်ဘူးအစ်စ်မလီအမအတူငါပြည်တယ်လေ မပြောချင်ပါဘူးပဲဘာဒီမှလည်းမသိသူတို့အဆင်ပြေပြီးတော့သူတို့ဟွာပြင်ပြီးတော့ဆိုပြီးတော့အဲ့လိုပဲအမားလူတွေကလေအမှန်တရားရေရိုးတတနဲ့အမှန်မှန်တရားလှုပ်ရှားတဲ့သူတွေကတော့ရတယ်အာတချို့ကကြတော့လေဘယ်လိုလဲဆိုတော့တိလာအာဟိုငပီအစိမ့်တွေဝဲတယ်ဘူးအတူတွေထဲတယ်ပုံတွေထုတ်တယ်ထိုင်းမှာလှုပ်ချင်တယ်လို့လှုပ်လို့ရတယ်မြန်မာပြည်မှာအတူမထွက်ဘူးမထွက်ရဲဘူးမြန်မာပြည်မှာအတူမထွက်ရဲဘူးစောက်မိုးတော့ဆွတ်နှုတ်လိုက်မယ်လို့တော့ထုတ်ရင်ထုတ်ကြည့်လိုက် အာကွာဟိုဘယ်လိုလဲဆိုတော့ချမ်းကပေါ့နော်အခုငပိပို့နေငပိလောက်နေရေပေါ့အချမ်းကငပိပို့လိုက်တယ်ဆိုရင်မြန်မာပြန်ငပိကုန်တယ်ကြာတဆက်တယ်အပူအိုင်းဆိုအတူထောက်ရအောင်နေအဲ့လိုမျိုးကိုချမ်းရဲ့နပူးစီပြီးတဲ့စားနေတာလဲဂျေစုတင်ပါရယ်ကိုချမ်းရဲ့ငရေကုံကြောင့်မရှိတော့ဘူးလားမရှိတော့ပါဘူးတဲ့ငရေကုံကြောင့်အချမ်းလေးဖျားတောင်ပေါ်မှာပဲရောင်းတာအဲဒီဈေးဘွက်ထဲမှာချမ်းမဖြစ်အောင်ပေါ့နော် မဖြစ်အောင်တောက်ဖျားဘူးတမာတက်ကိုပဲချမ်းဥတီပီရောင်းပြီးတာဖြစ်တယ်ပေါ့ဟုတ်အဲ့ဒါကြောက်ပါဟုတ်တယ်အဲ့လိုမျိုးလှုပ်ဆိုင်တာပဲကြောက်ချမ်းလေအမှန်ဆုံးပြောရမယ်ဆိုရင်ထိုင်းအောင်လေးချမ်းချမ်းငတိရောင်းဝင်ပိတ်ရတယ်ဒါပေမဲ့လေတချို့ကကြတော့ထိုင်းရောက်နေတဲ့မြန်မာတွေကတော့လေအာကိုချမ်းကပြီးကိုစားခြင်းနဲ့ကိုချမ်းကပူဝဲခြင်းနဲ့ပေါ့နော်အဲ့အဲ့လိုမျိုးတွေပြောတော့ချမ်းနေပြောရောင်းပြီးလား ရောင်းပြီးတာတချို့အားကြတော့လေဒါသူတို့မိသားစုအဆင်ပြေပြီးရောသူတို့မိသားစုအာသူတို့မိသားစုအဆင်ပြေပြီးရောဟိုကောင်းကောင်းမကောင်းကောင်းငါတို့ဂျင်းထည့်ရမယ်ဗါတဲ့အဲသူတို့အဲ့လိုမျိုးတွေးရတချို့ပါလေရုံမှာကြတာပေါ့ဒီလားဟိုထိုင်းမှာဆိုတာလေကွယ်ကိုလည်းထိုင်းမှာလှုပ်လှုပ်ဘူးတဲ့ဒီလားဟိုတနေ့လုံးမှာလေအသေးတန်ဟို ဟိုဘတ်250ဘတ်300လောက်ရပူပါလေသူတို့မှလေအပြောခန့်အဆိုခန့်နှစ်ဖူးအချွေချီမကြအောင်လောက်ရတယ်ဟိုလူလက်ညိုထိုးခန့်ဟိုလူပြောခန့်ဒီလူပြောဟိုလူပြောအဲ့လိုမျိုးတွေနဲ့လုတ်ကင်နေရဒါပေမဲ့တက်တက်ကိုလိန်စားညာစားအဲ့လို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 ချက်တယ်ပေါ့နော်အဲ့လိုမျိုးသူတို့ကျင့်နေကြတယ်အဲ့လိုဘူးပဲဟာအတူဖြစ်မှကြတော့မဖြစ်ဘူးဒီလိုဘူးဆိုရင်အတူမဖြစ်ဘူး ါအစ်စ်ဒီမှာဒီမှာအစ်စ်ဘလို့အတူတူလောက်နိုင်ပါလားမလောက်နိုင်ဘူးလေဒီမှာစက်တွေပါတယ်အကုန်လုံးအပီးပါတယ်ဒီမှာကျူဟာကုတ်တွေပါတယ်ဖုံးနဲ့ပတ်တွေပါတယ်အကုန်လုံးဒီမှာလေအကုန်လုံးပြည့်စုံနေတော့ဂယူဆိုင်ကြအားလုံးပါပဲဖြစ်ဖြစ်ပေါ့နော်ဂယူဆိုင်ကြဆိုတာကတတ်နိုင်ဆုံးဂယူဆိုင်ကြပါလို့